ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်သောတာရှင်ဓမ္မမိတ်ဆွေ RVA ဖန်များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါရရှင်အားလုံးမင်္ဂလာပါဗျာမွေးနေ့ဒီမတေးလဆောင်ကနာကိုကျွန်တော်ဂျော်ဝင်းစော်သွန်းကနေ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့စက်တင်ဘာလ30ရက်နေ့မှာကြာရောက်တဲ့မွေးလေ့ရှင်များကတော့ရန်ကုန်မြို့မှာခင်မာဝေကျောက်ပြူမြို့မှာမာလာခိုင်၊ကုမဲမှာဖရန်စစ်ခေါ်ဂျယ်တာပေးစာတောင်ကြီးမှာပါဝဲမို့ဦးစင်ကျိုးတဲ့တီလာရှင်အရင်ခိုင်မှာစစ်စဲဝဲဂျီနာကြီးပြင်းဦးရေနောက်ကကြီးပီတီကူကမှာ ိုးစ်မေရီဂျင်းနီတထောင်မအန်ဂျယ်လဲမေရီတို့ကြရွာမမမော်နီကာနိုင်နိုင်မော်ရေချားရွာမယူစုခေါ်ရင်းရင်းထဲတို့ပဲဖြစ်ပါတယ်ဒီကနေ့စက်တင်ဘာလ30ရက်နေ့မှာကြက်ရောက်တဲ့မွေးနေ့ရှင်များကြည့်ရှုနာဆင်အပေးနေသူများတောင်းဆိုထားကြသူများအားလုံးပေါ့ပါတရားခင်ရဲ့ကောင်းကြီးကျေးဇူးတော်များစတဲ့တဘူတူ၍ခံစားရပါစေကြောင်းအဆက်သမားတရားမြန်မာဝိုင်းစီတင်မှာ ပိုင်းတော်သူပိုင်းတော်သားများနဲ့အတူကျွန်တော်ကျော်ဝင်းစောထွန်းကနေစုမုံကောင်းတောင်းပီးတေးတန်ရှင်သွားသာဆိုင်ပြန်တီဆိုထားတဲ့ညပြော်မာလီဓမ္မညစ်တခြင်းကိုအင်ဆက်ပေးလိုက်ပါတယ် ဘောပေါက်တယ်။ချာလာရင်ကိုယ်မျိုးနဲ့ကိုယ့်ရဲ့တိုင်းပြည်ကြီးမိပြောင်းသွားမှာစိုးလို့နေတွေ့ဖို့ရငါတည်းပြည်တာနိုင်ငံတော်တို့တက်ဖို့လို့ချမ်း မမေဆွေတို့ဒီကနေ့ကြားနာရတဲ့ရှင်လူကဧဝံဂေလိကျမ်းမှာသခင်ခရစ်တော်ကောင်းကင်ဘုံတဲ့ကြွတော်မူမူမီသူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာသခင်ခရစ်တော်ဂျေရုဆလင်မြို့ကို view ပြုဖို့ဦးတည်နေခဲ့တယ်။တမန်တော်ကြီးတွေကိုရှေ့ပြေးလွတ်ပြေးပြင်ဆင်စေတဲ့အခါမှာသူတို့ကလမ်းမှာရှိတဲ့ဆာမာရိတန်ယွာတယွာကိုဝင်ပြီးတော့မှကိုရောနားခိုဖို့ပြင်ဆင်ကြတဲ့အခါမှာအဲဒီကလူတွေကဂျူးတွေကိုလက်မခံတဲ့အတွက်ကြောင့် သခင်ခရစ်တော်ကိုလက်ခံဖို့ယင်းပယ်ခဲ့ကြတယ်။သခင်ခရစ်တော်ကလည်းဂျူးတွေအများစုနေတဲ့ဂျေရုဆလင်ကိုသွားဖို့ဥတည်နေတာဖြစ်တဲ့အတွက်သူတို့လက်မခံခဲ့ကြဘူး။သခင်ခရစ်တော်ကိုလက်မခံခဲ့လို့ယာကုပ်နဲ့ယောဟန်တို့ကအမျက်ဒေါသထွက်ပြီးတော့မှရှင်ဖျားအေလိယပြုခဲ့တဲ့ကဲ့သို့အကောင်းငယ်မှမိကြ၍သူတို့ကိုပျက်စီးစေခြင်းကအလိုရှိပါသလို့ဆိုပြီးသခင်ခရစ်တော်ကိုမေးခဲ့တယ်။ဆာမာရိတန်ယွာကိုသခင်ခရစ်တော်ဝင်လာခြင်းက တို့ဘာတွေရရှိမလဲဖះရှင်ကိုလက်ခံကြိုဆိုခြင်းကယ်တင်ရှင်ကိုလက်ခံကြိုဆိုခြင်းဒီအခွင့်အရေးကိုဒီလူတွေဆုံးရှုံးခဲ့ကြတယ်တစ်ချိန်တည်းမှာပဲသခင်ခရစ်တော်ရဲ့နှလုံးသားကိုဆုံးရှုံးသွားတာကတော့တမန်တော်ကြီးယာကုပ်နဲ့ယောဟန်ပဲဖြစ်တယ်သူတို့တွေသခင်ခရစ်တော်ရဲ့စိတ်နေစိတ်ထားကို နားမလည်ခဲ့ကြဘူးသခင်ခရစ်တော်ဒီလောကကိုကြွလာခြင်းကပျက်စီးစေဖို့မဟုတ်ဘူးကယ်တင်ဖို့ရန်အတွက်သာဖြစ်တယ် သခင်ခရစ်တော်ရဲ့စိတ်နေစိတ်ထားကသူ့ကိုလက်ခံတဲ့သူပဲဖြစ်ဖြစ်လက်မခံတဲ့သူပဲဖြစ်ဖြစ်သူ့ကိုယုံကြည်တဲ့သူပဲဖြစ်ဖြစ်မယုံကြည်တဲ့သူပဲဖြစ်ဖြစ်သူ့နောက်လိုက်ဖြစ်ဖြစ်သူ့နောက်မလိုက်တဲ့သူပဲဖြစ်ဖြစ်သူ့ကိုမုန်းတဲ့သူသူ့ကိုချစ်ခင်မြတ်နိုးတဲ့သူသူ့ကိုယံပြုတဲ့သူသူ့ကိုကောင်းကျိုးပြုတဲ့သူမကောင်းပြောတဲ့သူချီးမွမ်းတဲ့သူ မဟုတ်မမှန်ဆွဆွဲတဲ့သူ သူ့ကိုထောက်ခံတဲ့သူလူဆိုးလူကောင်းစင်ရချမ်းသာကြမ်းမာသူမကြမ်းမာသူပညာတတ်ပညာမဲ့ ။နောက်ဆုံးမှသူ့ကိုတတ်ခဲ့တဲ့လူတွေကိုတောင်းမှ ကောင်းကျိုးပြုပေးခဲ့တယ်။ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆိုသခင်ခရစ်တော်ကကယ်တင်ဖို့လားကြွလာခြင်းဖြစ်တယ်။ယံပြုဖို့ကလဲစားချေဖို့ဆိုတာသခင်ခရစ်တော်စီမှာအဲ့လိုစိတ်မျိုးမရှိဘူး။လက်ခံသူကိုတမျိုးလက်မခံသူကိုတမျိုးသခင်ခရစ်တော်မဆက်ဆံဘူး။ယုံကြည်သူကိုတမျိုးမယုံကြည်သူကိုတမျိုးသခင်ခရစ်တော်မပြုမှုဘူးမိမိရဲ့ယံသူကိုတောင်မှချစ်ဖို့ သင်ပြပေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ကိုရောကိုလည်းမခံလို့လက်မခံတဲ့လူတွေပြည့်စည်ပါသေးဆိုသောစိတ်ထားမျိုးကိုရောရှင်မမရှိဘူး။လက်မခံသောသူသာလျှင်သူတို့ရရှိမဲ့အခွင့်အရေးကို ကြီးမားစွာ ဆုံးရှုံးသွားခြင်းဖြစ်တယ်။ဒါကြောင့်မလို့သခင်ခရစ်တော်ရဲ့နောက်လိုက်မှန်လို့ရှိရင်မိမိတို့ပြုမှုလောကန်သမျှအရာအလုံးကိုလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေတုံ့ပြန်သည်ဖြစ်စေမတုံ့ပြန်သည်ဖြစ်စေ ကိုယ့်ရဲ့လောက်ရတိုင်းဒီတပားသူ ကောင်းကျိုးအတွက်ဖြစ်စေရမည်ဒီအချက်ကိုသခင်ခရစ်တော်ကျွန်တော်တို့ကိုသင်ပြပေးနေခြင်းဖြစ်တယ်။ဒါကြောင့်မလို့သခင်ခရစ်တော်ရဲ့နှုညံ့တဲ့နှလုံးသားကိုသင်ယူကြပါစို့။ဓမ္မမိတ်ဆွေပေါင်းကိုစိတ်နှဖျားစမ်းမချမ်းသာတော်မူကြပါစေ။ င်းမင်္ဂလာပါဒီကနေ့လူသားကဘာကောင်းကျူးပြာစီစဉ်အတွဲအော်တိုဘားလတရက်နေ့ရပွဲနေရှင်ဖြစ်တဲ့သာသနာပြုတွေကိုကုညီမိုက်မားတဲ့ယဟန္တာဖြစ်တဲ့တန်တာထရီစားလေးရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်သာသနာပြုတွေကိုကုညီမိုက်မားတဲ့ယဟန္တာဖြစ်တဲ့တန်တာထရီစားလေးကိုပြင်တိပြီးအီလန်ကွင်းမြို့မှာ1883ခုနှစ်မှာဖွားမြင်ခဲ့ပါတယ်သူမရဲ့ခေါ်တော်မူခြင်းဟာ1886ခုနှစ်နာတာလူပွဲအကြိုနေ့မှာတကင်ခရစ်တော်ရဲ့တိမ်မွေ့နေနေလာတဲ့ယူပါယုံကို ရရှိခဲ့ခြင်းကနေပေါက်ဖွားလာခဲ့ခြင်းဖြစ်ပါတယ်။အသက်15နှစ်အရွယ်မှာရဟန်းမင်းကြီးရဲ့အထူးခွင့်ပြုခြင်းနဲ့လီစီယုမှာရှိတဲ့ကမ္မလိုက်တိလားရှင်ကျောင်းကိုဝင်ရောက်ခဲ့ပါတယ်။သူမရဲ့ဆောင်ဖို့အဖြစ်လက်ကင်ထားတဲ့ဇကားကတော့ချစ်ချင်းမေတ္တာဖြင့်သာလျှင်ပြန်လည်၍ပေးဆက်နိုင်သည်ဟုဖြစ်ပါတယ်။တိလားရှင်ကျောင်းမှာနေစဉ်ကာလသလျှောက်လုံးမှာသူမဟာဘလို့ထူးခြားတဲ့အရာတွေကိုမှမပြုမှုခဲ့ပါဘူး။သူမနေ့စဉ်ပြုမှုရမယ့်တာဝန်ဝတ္တရားတွေကိုတမန်တဲ့ထူးခြားတဲ့နည်းနဲ့တာဝန်ကြီးပွန်စာနဲ့ဆောင်ရွက်ခဲ့ ဲ့ပါတယ်။ကျမတို့အနေနဲ့လည်းကျမတို့နေ့စဉ်အသက်တာမှာကျမတို့လှုပ်ဆောင်ရမယ့်တာဝန်ဝတ္တရားတွေကိုစိန်ထွေစားလေးဤသူဖျားရှင်နဲ့ဆက်ကပ်ပူဇော်ပြီးလှုပ်ဆောင်ခြင်းအပြင်ပုံမှုအကျိုးရှိလာနိုင်ပါတယ်။တန်တာထွေစားလေးဟာတမာကျန်းစာကိုနေ့စဉ်ဖတ်ရှုပြီးထောက်ရှုခြင်းအပြင်ကြီးမားလာတဲ့နှစ်သိမ့်မှုတွေကိုရရှိခဲ့ပြီးအခက်အခဲဒုက္ခတွေကိုယုံကြည်ခြင်းအပြင်ခံယူနိုင်ခဲ့ပါတယ်။ဝေလိုသူသီလရှင်လောင်းတွေကိုကြီးရှုဆောင်လျှောက်သူအကြီးအကဲအဖြစ်ခန့်အပ်ခြင်းခံရတဲ့အခါမှာလေသီ လာရှင်လောင်းလေးတွေကိုနှိမ့်ချခြင်းနဲ့တန်ရှင်းဖြူစင်ခြင်းရရှိစေဖို့ရန်အတွက်လှုပ်အားဖြင့်တော်၎င်းအပြုမှုပုံသက်သည့်အားဖြင့်တော်၎င်းတင် जा ပြတာပေးနိုင်ခဲ့ပါတယ်။သူမရေးသားခဲ့တဲ့ဝိညာဉ်ငယ်ဤရာဇဝင်အမည်ရှိတဲ့ဝိညာဉ်ရေးဆိုင်ရာအထောက်ပတ်တီမှာခေါ်ပြခဲ့တာကတော့ကျွန်ုပ်ဟာဖျားသခင်ကိုတင်းနှုတ်တဲ့အရာလေးတွေနဲ့ပူဇော်နိုင်တယ်။ဘာမှမဟုတ်တဲ့ဝိညာဉ်ငယ်လေးပဲဖြစ်တယ်လို့ဆိုခဲ့ပါတယ်။သူမအနေနဲ့သာသနာအာဆန်ဤတူအနေနဲ့အသက်အသေးခံလို့စိတ်ပြင်းပြလွန်းတဲ့အတွက်သူမရဲ့ဘ ဝကိုဝိညာဉ်နေကယ်တင်ခြင်းအတွက်နဲ့သာသနာတော်သူ့အတွက်ပြန်ပွားစီဖို့ရန်အတွက်ပူဇော်ခဲ့ပါတယ်။သူမပြောကြားခဲ့တာကတော့ကျွန်ုပ်ဟာတန်တာအိုက်နဲ့ရဲ့လက္ခဏာမျိုးကိုအစွမ်းကုန်ရရှိခြင်းနဲ့လို့ဆိုခဲ့ပါတယ်။တကယ်လို့အဲ့ဒီအရာဟာအသွေးအဖြစ်မဖြစ်နိုင်ဘူးဆိုရင်တော့ချစ်ချင်းမေတ္တာအဖြစ်တော့ဖြစ်စေရမယ်လို့ဆိုခဲ့ပါတယ်။သူမဟာ1898ခုနှစ်အသက်24နှစ်အရွယ်မှာပဲပြန်လွန်တော်မူခဲ့ပါတယ်။ဧဝံဂေလိအမှုတော်ပြန်ပွားရေးနေ့တာနာပြုလုပ်ငန်းမှာစုပေါင်းမေတ္တာ နဲ့လှုပ်ဆောင်ချက်တွေဟာအတူတကွအပြန်အလှန်ဆက်နွယ်နေကြောင်းကို ဖော်ပြလိုသော အားဖြင့်1928ခုနှစ်မှာယဟန်နာဖရန်စစ်ဇေဗျာနီတူရေးချမိချာသာသနာပြုတွေကိုကူညီမိုက်မားတဲ့ယဟန်နာအဖြစ်တန်တာထွေစားလေးကိုအတိပြုတင်မြောက်ခဲ့ပါတယ်။သူမပြောကြားခဲ့တာကတော့"ကျမသိရှိတာက အသင်းတော်ကြီးဆိုတဲ့ခန္ဓာကိုယ်ကြီးမှာအမျိုးမျိုးသောအင်္ဂါအစိတ်ပိုင်းတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတယ်။အဲ့ဒီအထဲမှာချစ်ချင်းမိလျံနဲ့တောက်လောင်နေတဲ့နှလုံးသားတစ်ခုလည်းအပါအဝင်ဖြစ်ပါတယ်။ကျမ သိရှိခဲ့တာကတော့အဲ့ဒီချစ်ချင်းမြတ်တာဟာအတင်းတော်ကြီးအတွင်းမှာရှိတဲ့ဘာရာဝင်တွေကိုလက်တွေ့လှုပ်ဆောင်ကြည့်အတွင်းကိုဥတီစေခဲ့ပါတယ်။ဒါကြောင့်တကယ်လို့များအဲ့ဒီချစ်ချင်းမီလျံသားခြုံငိမ့်ပြောက်ွယ်သွားခဲ့မယ်ဆိုရင်တမန်တော်ကြီးတွေလည်းဧဝံဂေလိတရားတော်ကိုဟောပြောဝင်ကနိုင်တော့မှာမဟုတ်ပါဘူး။အဲ့ဒီနီးတူသာသနာအာဆန်နီတွေရဲ့တွေးဟာလည်းပြောစရာအကြောင်းရှိတော့မှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ်။ဒါကြောင့်ကျမတို့တွေတန်တာထွေစားလေးကနေတစင်းဖျားရှင်ထံပါမှာသာသနာပြုပုဂ္ဂိုလ်များအား

ဈေးကြောင်းသူတို့အားကျွန်ုပ်တို့သည်ခက်ခဲသောကာလများတွင် နေထိုင်နေကြရသည်သို့သောပုံမကောင်းမွန်သောကဘာအတွက်မျှော်လင့်ချက်ကိုမစွန့်လွတ်တင်ကြောင်းပြန်ကြားခဲ့ပါသည်ယမ်မင်းကြီးလီယို14သည်စိန့်ပီတာဘာစီလီကာမှထုတ်ဝေသည်ပီယက်ဇာဆန်ပီယက်ထရိုမဂဇင်း စာဖတ်သူတို့ထံအကြောင်းပြန်ကြားစာပေးပို့ခဲ့ပါသည် စက်တင်ဘာလထုတ်မဂဇင်းအဆက်အသွယ်ကဏ္ဍတွင်ပုံရမင်းကြီးလီယိုကရောမမျိုးမှာ သက်22နှစ်အရွယ်ဆေးကျောင်းသူဗီရိုနီကာထံသို့အကြောင်းပြန်ချခဲ့ပါသည်ဗီရိုနီကာ၏ပေးစာမှာ ကျမရဲ့အိမ်မက်ကဆရာဝန်တယောက်ဖြစ်လာပြီးလူတွေဖြားနာမှုတွေကနေကုသပေးဖို့ပါသူမကဆက်လက်ပြီးကဘာတဝံပြိပခါများနဲ့ပတ်သက်၍စိုးရိမ်ကြောင်းထပ်မံဖြေဆွက်ခဲ့ကငြိမ်းချမ်းစွာနေထိုင်ဖို့ဆိုတာမဖြစ်နိုင်လောက်အောင်ဖြစ်နေပါပြီဘယ်လိုအနာဂတ်မျိုးကျမတို့ကိုစောင့်ကြည့်နေပါသလဲ ကိုကောင်းတဲ့ကဘာကြီးအတွက်မျောလင့်နိုင်ပါသလားပြီးတော့ဒါကိုဖြစ်မြောက်အောင် ကျမတို့လူငယ်တွေဘာလို့ပြေးနိုင်ပါသလဲဒီစာကိုပြန်ကြားရမှာတော့ပုံရမ်းမင်းကြီးလီယိုဤအဖြစ်မှာရိုးရှင်ပြီးနှွေးထွေးလာပါသည်ချစ်လာစွာသောဗီရိုနီကာပထမဦးစွာသမီးရဲ့အိမ်မက်ကိုအမှန်တကယ်ပြင်းမြောက်ပါစေလို့စိတ်ရင်းအမှန်နဲ့ဆုတောင်းပေးပါတယ်သမီးတောင်းတတဲ့အသက်မွေးဝမ်းကြောင်းပညာဟာအမြင့်မြတ်ဆုံးတဲ့ကတစ်ခုဖြစ်တယ် အထူးသဖြင့်အာအနေဆုံးနဲ့ကာမကောင်းသူတွေကိုဝန်ဆောင်မှုပေးခြင်းဖြစ်တယ်။သမီးရဲ့မိကွန်းတွေဟာသမီးရဲ့တတ်တူရွယ်တူများစွာတို့ရဲ့ယင်ထဲမှာရှိနေတဲ့မိကွန်းတွေပါပဲ။ကျွန်တော်တို့ဟာခက်ခဲတဲ့ကာလတွေမှာနေထိုင်ကြရတယ်။ဒါပေမဲ့ဒီအချက်ကပုံမကောင်းမှုနဲ့ကဘာအတွက်ကျွန်တို့ရဲ့မျှော်လင့်ချက်ကိုမစွန့်လွတ်သင့်ပါဘူး။ကျွန်တို့ကဘာတဝမ်းရှိ နာကျင်မှုများကိုအတိမတ်ပြုရင်မျှော်လင့်ချက်နဲ့ခန္ဓာရဲ့ရှိခြင်းတည်ရင်စကားကို အလေးပေးပြောကြားလိုပါတယ်။ ကျွန်ုပ်တို့ဟာခက်ခဲတဲ့ကာလတွေမှာနေထိုင်ကြရတာမှန်ပါပဲမကောင်းမှုကကျွန်ုပ်တို့ရဲ့ဘဝတွေကို လွှမ်းမိုးနေပုံရပါတယ်စစ်ပွဲတွေကအပြစ်မဲ့တဲ့တားကောင်တွေကိုပုံမိုးများပြလာစေတယ်ဒါပေမဲ့ကျွန်တော်တို့ဟာ မျောလင်းချက်ကိုဘယ်တော့ခါမှမယက်တန့်တင်ပါဘူးဆင်အဂတ်စတင်ရဲ့စကားကိုကိုးစားပြီး ကောင်းမွန်စွာနေထိုင်ပါ ထိုအချိန်ကာလများကောင်းမွန်လာလိမ့်မည်ကျွန်ုပ်တို့သည်အချိန်ကာလများဖြစ်သည်မှန်ပါတယ် ကျွန်တို့တို့ကောင်းမွန်မယ်ဆိုရင်ကာလများသည်လည်းကောင်းမွန်လာပါလိမ့်မယ်။ဒီလိုဖြစ်ဖို့အတွက်ကျွန်တို့ရဲ့မျှော်လင့်ချက်တွေကိုသခင်ယေရှုထံမှထားရပါမယ်။သမီးရဲ့ဘဝကိုအကြီးမားဆုံးတစ်ခုခုဖြစ်ချင်တဲ့တစ်ခုခုဖန်တီးချင်တဲ့ဆန္ဒကိုနှိုးဆွပေးခဲ့တာကိုရောယေရှုပါပဲ။ကျွန်တို့နေထိုင်နေတဲ့ကာလဟာအမှန်တကယ်ကောင်းမွန်တဲ့ကာလတွေဖြစ်လာစေဖို့ သမီးကိုယ်တိုင်နဲ့ပဝင်ခြင်းကလူအဖွဲ့အစည်းကိုတိုးတက်စေဖို့ခွန်အားပေးမဲ့သူဟာလည်းကိုရောရှင်ပါပဲပုံရမ်းမင်းကြီးလီယိုဒီသူ၏တည်င်းစကားကိုပုဂ္ဂိုလ်ရေးဆန်သောမှတ်ချက်ဖြင့်အဆုံးသတ်ခဲ့ပါသည်ဒီအကြောင်းကြောင့်ပဲသမီးနဲ့တော်ဘာဂါကိုလာရောက်ခဲ့သော လူငယ်အားလုံးကိုပေးခဲ့တဲ့ဖိတ်ခေါ်ချက်ကိုကျွန်ုပ်ပြန်ပြောပြရစေယေရှုနဲ့မိတ်ဆွေဖွဲ့မှုကိုပြောထောင်ပါတန်ဖိုးရှိလာပါတယ်ဒါကိုယုံကြည်ပါ သမီးရဲ့ပညာသင်ကြားမှုနဲ့ဘဝခီးစဉ်အကြောင်းကိုအမြဲအသိပေးပါကျွန်ုပ်နှလုံးသားထဲကနေကောင်းချီးပေးနေပါတယ်ဟုရာမင်းကြီးကဖြေချရင်းအဆုံးသတ်ထားပါသည်ဘာဝဘေးအန်ဒီရဲ့ ဂျုံတွေ့နေရသူများအတွက်ဟောတော်ဆုတောင်းမြတ်တာအိုတနာကိယုနာရှင်ဖခမိတော်ဗျာကိုရောဒီသာသမီတို့ကိုအမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏သာသမီတို့ဂျုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စစ်မှတ်အန္တရာယ်ဘေးများကြားမှကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမပေးတော်မူပါသာသမီတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းကျဉ်းလဲကြလျက်ရှိကြပါ၏ ကိုရောရှင်မှလွဲ၍မိတိအရာမှအာကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါ လိုအပ်နေသောစေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရောရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသော လူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူ အစတရားမကသော ကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိတ်မှားခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆုံးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကျုံနာတော်ဖြင့်ခွင့်လွတ်ပေတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကိုအမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေးချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လုပ်ပြီးပါပြီ။ပေါ်တာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။